ောက်ကလက်အထင်းမှနေချင်တယ်ဒီလိုမျိုးအိမ်ပတ်ပတ်လည်ရှိပြီးသားကြောက်ကလက်ကိုကျွန်တော်တို့ခုကြိုက်တာလမ်းမကြီးတော်တော်ကျယ်တယ်ကျွန်တော်တို့ပင်90လမ်းနေဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးအနေထားလေးတစ်ခုမှ channel တစ်ချောင်းကျွန်တော်ကြောက်ကလက်ရောက်ပြီဆိုတော့ကြောက်ကလက်မှာ channel channel တော့ရိုက်ရမှာပေါ့နော်အနေထားလေးကမျက်နှာစပေ90ရှိမယ်အနောက်ပေ80ရှိမယ်ဒါပဲရှင်းရှင်းလေးပဲဘာမှထွထွထူပြောကြမလို့ဒါရည်တွင်းလားရည်ကန်းလားရည်တွင်းလားရည်တွင်း ရေတွင်းလေးရှိမယ်နော်ဒီမှာရေတွင်းရှိမယ်နောက်ပါရှိအောင်မလဲဒါတော့ရေချိုးမဲ့ရေခံပေါ့ဟမ်ရေခံရှိမယ်ဆိုတဲ့နေထာလေးတစ်ခုဒါကကျွန်တော်တို့ချောက်ကလက်ရွာခဲဖြစ်ပါတယ်ချောက်ကလက်အဝန်အဝိုင်းလေးပေါ့နော်တက်တက်လွတ်လေးပါလေစားကြမလို့ပါဘူးဒီဘက်ချမ်းမှာအကုန်ရတယ်ဆိုတဲ့နေထာလေးတစ်ခုမှာအခုတက်တက်လွတ်စားကြမလို့မဟုတ်လား မလို့နော်โอเคဒါဘေးပပန်းလဲတိုက်အိမ်ပြည့်ပဲတော်တော်လေးတိုက်အိမ်ပြည့်ပါပြီဒီမှာတိုက်အိမ်တစ်လုံးစောက်လိုက်မယ်ဆိုရင်ဘယ်ဘလောက်ဖြစ်သွားလဲဆိုတော့2000ကြီးခေါ်ကြပါတယ်ဒီမီတန်မိုးက350ဆိုရင်တိုက်တိုက်အိမ်သိန်း1000နဲ့စောက်လိုက်မယ်ဆိုလို့ရှင်သိန်း2000နေပါလေခေါ်သွားကြတယ်အဲ့တော့ကမိတ်ဆွေတို့အနေနဲ့ဘလို့မြင်လဲပေါ့နော်ကိုကနှစ်ထပ်တိုက်လေးစောက်လိုက်မယ်ဆိုရင်ဒီလိုမျိုးဇွဲခွင့်တောင်ယူလေးဥပမြင်ရမယ်ရွာထဲမှာ အေးအေးချမ်းချမ်းဆက်စိတ်ချစနေလို့ရမယ်ခြံပပတ်လည်ရလည်းမျက်နှာစားလွင်ဒီလိုမျိုးကာတာပြီးသားဆိုတဲ့အနေထားလေးမှာခြံတစ်ခြံသည်ပေ90ပေ80ပေ90ပေ80ဆိုတဲ့အနေထားမျိုးဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့မြင်နေနေပေါ့နော်ဒါကကျွန်တော်တို့ကြောက်ကလက်ရွာတယ်ဖြစ်ပါတယ်ပိုင်ဆိုင်မှုအနေနဲ့ကတော့ဒါကတော့ရွာမြေလို့ပြောရမယ်ရွာထဲမှာရွာအဝင်းဝိုင်းထဲမှာရှိတယ်ဒါကရွာအစ်စ်ဖြစ်ပါတယ်မြေအနေနဲ့မြန်မာနိုင်ငံဥပဒေနဲ့ပြောရမယ်ဆိုရင်တော့ဒါကတော့လယ်မြေ R3 ဆိုတဲ့မျိုးစားဖြစ်ပါတယ်ဒီခေတ်ကာလကြီးမှာမြေအပြောင်းလဲတွေဘာတွေကတော့ရက်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့ R ကိုမကြိုက်ဘူးဆိုရင်လှဲမကြည့်နဲ့တော့ဒါပေမဲ့ဒီမြေကအမားခံလို့ရတဲ့ရွာမြေဖြစ်ပါတယ်နော်โอเคဒီတော့ကမိတ်ဆွေတို့အနေနဲ့ဒါကကြောက်ကလက်ဆိုတဲ့နေရာလေးဖြစ်ပါတယ်တထတကြီးပဲနော်အောင်မော်ပြန်ကြီးပဲတထေးကြီးပဲဒီတော့ဒီမျိုးနေရာနေထားကျတော့အဓိကကြိုက်တာလမ်းတွေပဲ လန်ရီကသာကွန်ကရစ်လန်တွေကရိယာလန်တွေမဟုတ်တာလန်တွေကအကျယ်ကြီးတွေကအရင်မောင်းလို့ကောင်းတယ်ဒီတော့ဒီလိုမျိုးနေထိုင်နေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်မျက်နှာစာပေ90အနောက်ပေ80ကျွန်တော်တို့ကြောက်ကလက်တချံငုတ်ဆိုတဲ့အနေထားလေးမှာဆက်စိတ်ဝင်စားရင်ဒီအကိုဖုန်းဆက်လိုက်ပါနော်ဒီကိုဖုန်းဆက်လိုက်450ရိုင်းရောင်းမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ကျွန်တော်ပြတဲ့ channel ကဒီ channel ဖြစ်ပါတယ်ချောကလက်ထဲမှာပါမင်းလစာပိန်50အနောက်ကိုပိန်80ဆိုတဲ့နေထားမျိုးဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့ချောကလက်မုတ်ဝါအနေရှင်ကြည့်မယ်ဆိုလို့ရှင်ဒီမှာချောကလက်မုတ်ဝါချောကလက်မုတ်ဝါရဲ့နောက်နောက်တလန်ဆိုတဲ့အနေထားလေးမှာ ရှိတဲ့ channel ပဲဖြစ်ပါတယ်ရွာအဝင်အဝိုင်းလေးထဲမှာဖြစ်ပါတယ်ဒီတော့ဒီ channel လေးကရွာတရ channel လေးက50 80ကိုတိန်450နဲ့ရရင်ရောင်းမှာဖြစ်ပါတယ် ဒီတော့တစ်ဆက်တည်းကျွန်တော်ပြောချင်တာကကျွန်တော်ဟိုတနေ့တော့ဒီလန်ထိတ်မှလာပြီးတော့ကြော်ညာထားပေးတယ်။ကြောက်ကလည်းအရှိတတဲမှာရှိတဲ့လှန်ရွာဆိုတဲ့နေသားမျိုးဖြစ်ပါတယ်။ဘလုံးဝင်လည်းရှိတယ်လို့။ဩဘလုံးဝင်လည်းရှိတယ်လို့နော်။ကြောက်ကလည်းအရှိလှန်ရွာမှာကွက်ကျန်အစ်စ်တကွက်ပြပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုမကြည့်ရရင်နောက်နောက်ရတော့သိရမယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီလှန်ရွာပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဒီမှာကြည့်။လှန်ရွာဆိုတဲ့နေသားမျိုး โอเคကျွန်တော်တို့ခုနကတော့ကြော်ညာတဲ့ channel ဒီနားမှာရှိတယ်ဒီမှာချောကလက်မုတ်ဝါရှိတယ်ဒီအရှိလမ်းတွေကကျွန်တော်တို့ဒီတစ်ပိုက်လုံးကလှမ်းယူပါဖြစ်ပါတယ်ဒီဘက် channel မှာဆိုလို့ရှိရင် channel တစ်ခွက်ကအနည်းဆုံး3500အထက်မှာရှိတဲ့အထက်မှာကျွန်တော်အဖြစ်ပြထားပြီးတဲ့ channel ကိုကျွန်တော်နောက်တစ်ခေါက်ထပ်ပြချင်ပါတယ်ကျွန်တော်ဒီချောကလက်မုတ်ဝါနေလာမယ်ဆိုလို့ရှိရင်ဒီမှာချောကလက်မုတ်ဝါเนาะလာမယ်ဆိုလို့ရှိရင်ဒီမှာဒီမှာအဲဒီကျွန်တော်တို့ဒီနားမှာဆိုလို့ရှိရင်အာရုပ်ထုလုပ်တဲ့နေရာတွေရှိတယ်ဒီနားအထိပဲเนาะ ပြောမယ်ဆိုလို့ရှိရင်ဟာဒီမှာကီလိုမီတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့1ကီလိုမီတာတော့မရှိဘူး။ကြောက်ကလန်ဘုတ်ကနဲ့ကျွန်တော်တို့1ကီလိုမီတာမရှိတဲ့နေရာလေးမှာခြံလေးခြံအောင်ကျွန်တော်ပြပေးမှာဖြစ်ပါတယ်။ဒီကြောက်ကလန်အရှိကနေကျွန်တော်ထွက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလမ်းလေးရှိတယ်။ကြောက်ကလန်ဘေးကြောက်ကလန်အရှိကလှိုင်းရွာပေါ့နော်။ဒီအရှိတတရလမ်းမဟုတ်ဘူးနော်။ဒီအရှိကတတရလမ်းမဟုတ်ပါဘူး။ ရရှိရတဲ့တဲ့လဲထဲမှာဆိုလို့ရှိရင် channel ကိုတဲရ1000ကန့်နေပါပြီ။နောက်မျက်နှာစာ50ကိုဖိန်1000ကန့်နေပါပြီ။ကျွန်တော်ကဒီ channel လေးကနှစ် channel ကျန်နေလို့ကျွန်တော်အနေနဲ့လာပြတာဖြစ်ပါတယ်။ကိုအနေနဲ့ဖိန်ချက်ကိုကြိုက်လေကြိုက်တဲ့ channel ကိုကြည့်လေ။တစ် channel မှာ140အပိတ်ဈေးဆိုတဲ့အနေနဲ့ကိုဖြစ်ပါတယ်။ဘာနေရာလေးပြမယ်ကျွန်တော်တို့မှာရွှေဒုံရင်နော်။ရွှေဒုံရင် football field ဆိုရှိတယ်ကျွန်တော်တို့ဖူဆယ်ကွင်းပေါ့နော်။ Okay ဒီတော့ဒီလမ်းမကြီးအတိုင်းနော်။ ီလိုမျိုးဒီလိုမျိုးလည်းရှိပါတယ်ကျွန်တော်ရင်တော့ကြော်ညာခဲ့တဲ့ channel ရောက်မယ်ဒီ channel ရောက်မယ်ဆိုလို့ရှိရင်ဆက်သွားလိုက်မယ်ဒီမှာရုပ်ရုပ်ထုတွေထူတဲ့နေရာရှိရယ်နော်ဒီမှာကျွန်တော်ကြော်ညာခဲ့တဲ့ channel တွေရှိရယ်ဒီမှာ1900နဲ့ channel တွေရှိတယ်နော်ဟုတ်ကဲ့1900ရတဲ့ channel ရဲ့ဘေးက channel ဖြစ်ပါတယ် လမ်းဓာတ်ဥပ္ပတ်ဖြစ်ပါတယ်ရေတွင်လေးပါရှိလိုက်ပြီဒီမှာလမ်းဘေးပဲလမ်းဘေးရေရောင်းခြင်းနဲ့ရွာထဲမှာနေခြင်းနဲ့လမ်းဘေးလေးဒီလိုမျိုးကွန်ကရစ်လမ်းဘေးလေးဖြစ်ခြင်းနဲ့ဆိုတော့မိတ်ဆွေတွေမေးထားတဲ့အတွက်ကြောင့်မို့ကျွန်တော်လာရှာပေးထားတယ်ဒီကောင်လေး140နဲ့ဒီတစ်ခွက်လေးကျန်နေပါတယ်เนาะဒီတော့ချန်နေထားလေးကိုကျွန်တော်အောက်မှာလိုက်ပြမယ်ဒီချန်လေးอ่ะဆိုလို့ရှိရင်ကျွန်တော်စုပြီးတော့ရောင်းတာပေါ့နော်လူတွေကပြေးလိုက်ပြန်ထွက်လိုက်ပြေးလိုက်ပြန်ထွက်လိုက်ဖြစ်သွားတဲ့အချိန်ဒီမှာကျွန်တော်ရှင်းပြမယ်အာအဝေးကဝေရတဲ့လူတွေ ကပြောရမယ်ဆိုလို့ရှိရင်မြေပုံနဲ့မကြည့်တတ်ဘူးပေါ့နော်အမြေပြေမှာသွားကြည့်တော့လာကြည့်ပြီးတဲ့လူတွေကလည်းမမြင်ဘူးဆိုတော့ကျွန်တော်ဒီအတိုင်းတားလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်အနေနဲ့ A B C D ဆိုပြီးတော့၄ကွက်ပိုင်းထားပေးပါတယ်ခြံပုံစံတွေကဒီလိုမျိုးဖြစ်တယ်ဒီတော့ကခြုံနေပါတယ်ဆိုတာခဏမေ့ထားပြီးတော့ဒီအနီရောင်လေးကိုပဲခဏကြည့်လိုက်ဒီအနီရောင်လေးကိုကြည့်တဲ့အချိန်မှာကိုယ်အနေနဲ့ဘယ်လိုမြင်ရမလဲဆိုတော့မှာချက်ကြည့်မယ်နော်အရင်ဆုံးရောက်ထွက်သွားတဲ့အကွက်လေးက C ကွက်ဖြစ်ပါတယ် စီကွက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာရှုံးမယ်ဒါစီကွက်ဖြစ်ပါတယ်သူကကျွန်တော်မျက်နှာစာ40ရှိပြီးတော့အနောက်ကို105ဖြစ်ပါတယ်သိန်း250နဲ့အာကျူရောင်းထားတယ်ပေါ့နော်ငွေကတော့ဘာမှမချေရသေးဘူးဒီတိုင်းပဲကြိုက်တယ်ဆိုရင် okay confirm လောက်ထားပေးပါဆိုပြီးထိုင်းရညီမလေးကဒီကွက်လေးကိုကြိုက်တယ်လမ်းဘေးနားမှာဈေးရောင်းချင်တယ်ဒီလိုမျိုးလမ်းဘေးမှာ250နဲ့ဒီအကျယ်ကိုရဖို့ဆိုတာတော်တော်ရှိတော့ပါဘူးဒီတော့ကအဲ့ဒါထွက်သွားတယ်ထွက်သွားပြီးတော့ကျွန်တော်တို့ဒီကောင်လေးထွက်သွားတယ် မကြည့်လိုက်ဒီတကွက်လေးပေါ့နော်ဒီအနီအောင်တကွက်လေးအဲဒီအနီအောင်တကွက်လေးဒီအနီအောင်တကွက်လေးကထွက်သွားတယ်ဆိုပေမဲ့လည်းအဲပြန်ပြီးတော့ cancel ဖြစ်သွားတယ်ပေါ့နော်သူ့အနေနဲ့ဒီကျန်တဲ့နှစ်ယောက်ကိုမစောင့်နိုင်ဘူးဒီ A နဲ့ D ကိုမစောင့်နိုင်တော့တဲ့အချိန်မှာသူပြန်ထွက်သွားတော့ဒီအကွက်လေးကိုကျွန်တော်ပြန်ရောင်းဖို့ရှိပါတယ်ဒီတော့ဒီအနီအောင်အကွက်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကကြည့်မယ်ဆိုလို့ရှိရင်ဖင်ရရှုနေတယ်လို့ပါလို့ဖြစ်တယ်ဆိုရင်ရှင်ခဏမေ့ထားလိုက်ဒီဒီအနီအောင်လေးကိုကြည့်လိုက်နော် မျက်နှာစာပေ40အနားကိုပေ80ရှိပါတယ်ဒီအနီးရောင်အတိုင်းတာအကယ်ဒီနီရောင်အတိုင်းတာမဟုတ်အဝါရောင်အတိုင်းပဲဆိုလို့ရှိရင်မျက်နှာစာ40အနားကို105ပေဆိုတဲ့အနေအထားပြန်ရှိပါတယ်ဒီတော့ဒါကအနေအထားလေးကိုမြင်ရမှာဖြစ်ပါတယ်နော်ကဲဒါဆက်တယ်ပါပဲဟိုဒီကျွန်တော်တို့ ြောရမယ်ဆိုရင်ဗျာဒီ A ဝယ်သွားတဲ့တယောက်လည်းသူကဖြစ်နိုင်အရေးကြရမယ်ဆိုရင် B ကိုထပ်လို့ရှင်တယ်ပေါ့နော်ဒါပေမဲ့လည်းသူဝယ်ထားတဲ့အကွက်လေးကမျက်နှာစာပေ90ရှိပါတယ်ဒီဘက်ချမ်းပေ30ရှိမယ်ဒီဘက်ချမ်း45ပေရှိမယ်သူကွက်လေးကစိုင်ကန်ဖွင့်ဖို့အတွက်လုံလောက်တဲ့အကွက်လေးတစ်ကွက်အိတ်တစ်လုံးစောက်ဖို့အတွက်လုံလောက်တဲ့အကွက်လေးတစ်ကွက်ပဲပေါ့နော်ဒီဘက်နာမှာအချွန်လေးနည်းနည်းပဲရှိမယ်နောက်ဆုံးမှရောင်းထွက်တဲ့ခြံလေးကဒီ D ခြံလေးဖြစ်ပါတယ်ဒီခြံလေးတောင်းတောင်းကြီးလိုက်ရတယ်၄ရောက်လောက်လာကြီးကြတယ်ပေါ့နော်အဲ့ဒီထဲမှာမှာ အာဒီလေးယောက်တစ်ဖွဲ့ကသူကအရှင်ပြေသွားတယ်ဗျာ။ဒီတိုင်းလေးပဲကြည့်လိုက်အခု channel ဒီတိုင်းကြည့်လိုက်မျက်နှာစာပင်50အနောက်ပင်50ဆိုလို့ရှိရင်ဒီပုံစံလေးအတိုင်းထွက်မယ်။ကဲကိုကအရှိလို့ရှိနေဆိုရင်ဒီအဝါပုံစံအတိုင်းထွက်မယ်ပေါ့ဗျာနော်အဝါပုံစံအတိုင်းဆိုတော်တော်လေးကျဲပါတယ်တော်တော်လေးရှည်ပါတယ်မြေပြင်မှာတော်တော်လေးကျဲတယ်ဆိုတဲ့အနေထားလေးမှာကိုအနေနဲ့ဒီအနီအောင်အတိုင်းကြည့်မယ်ဆိုရင်တော့ဒေါက်ကြကြကွက်ကြကြရှိပါတယ်ဒီလိုမျိုးလမ်းမဘေးမှာ140နဲ့ကျွန်တော် ရောင်းထုတ်ပေးခဲ့တာဖြစ်ပါတယ် အကယ်၍အကြောင်းမျိုးမျိုးကြောင့်အဲ့ဒီမိတ်ဆွေတွေကပြန်ပြီးကင်ဆယ်ဖြစ်မဲ့ဆိုရင်တခါလေဘုကင်လာထားလို့ရအောင်ပေါ့နော်အော်လူတွေကသိတဲ့အတိုင်းပဲအော်ကင်ဆယ်လိုက်ဘုကင်လိုက်ကင်ဆယ်လိုက်ဘုကင်လိုက်ဆိုတော့ဒါကဖြစ်တတ်တဲ့သဘောဖြစ်ပါတယ်ဒီတော့ကကျွန်တော်ပြပေးတာဖြစ်ပါတယ်ဒီတော့ရှင်းရှင်းလင်းလင်း CHC တရားတော့တေချာယူမယ်တရားကလည်းတေချာယူမယ်ဒီကလည်းယူမယ်လို့ပြောပါတယ်လောလောဆယ်ကတော့ B ပြတ်သွားပါတယ် ဒီကိုကျွန်တော်အနေနဲ့ဒါက3230အပိတ်စီနဲ့ပြောထားတာဖြစ်ပါတယ်3230အစတော့စီနဲ့ဈေးကတိတ်မကွာဘူးဆိုပေမဲ့3230ထိ short ရပေးတာဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးလမ်းဘေးလေးမှာပေါ့နော်ကျွန်တော်ကြောက်ကလန်နဲ့1ကီလိုမီတာသာဝေးတဲ့လမ်းဘေးလေးမှာဒီရွာထဲကအကွက်က လူနေမယ်ဆိုလို့ရှိရင်450ဖြစ်ပြီးတော့ဒီလိုမျိုးလမ်းမဘေးကွန်ကရစ်ခင်တာပေးတဲ့လမ်းမဘေးမှာဒီလိုမျိုးတစ်ကွက်ဒီကျွန်တော်တို့အနေနဲ့200နဲ့ရမှာဖြစ်ပါတယ်ဒီကွက်လေးထွက်သွားတာနဲ့ဒီကွက်ကိုကျွန်တော်တို့အယောင်ဝယ်စားလုံးမှာဖြစ်ပါတယ်ကြည့်ရှုပြရတော့ကျေးဇူးတင်ပါတယ်